ကုသိုလ်ကောင်းမှုရရာပြုအကြောင်းတရားဒေသနာတော်လူဘဝရလာလို့ရှင်စီဘောဥစ္စာဆိုရှားကြပါလေလူတိုင်းလူတိုင်းဟာနော်လူတိုင်းလူတိုင်းဟာစီဘောဥစ္စာရှားလို့ထိုက်တဲ့အလျောက်စီဘောဥစ္စာရှိကြတယ်အခုဇာသာစတုမိသားစုဆိုလဲစီဥစ္စာရှားကြဖွေးကြတယ် လူတိုင်းလူတိုင်းဟာကိုယ်ဆောင်နေရပြည့်စုံဖို့အတွက်လူဖြစ်လာတဲ့အချိန်ကစပြီးစီးပွားဥစ္စာရှာဖို့ကြိုးစားကြရတယ်ရှာလို့ရလာပြီရလာတဲ့စီးပွားဥစ္စာကိုဘယ်လိုနေရာမှာအသုံးချမလဲဒါအရေးကြီးတဲ့တစ်ခုပေါ့နော်ရှာတော့ရှာမယ်ရှာရဲဆိုတဲ့အပိုင်းမှာလည်းပဲ တတိထာမှာကိုချင်းတရားမပြည့်စီပွားရှာဖို့လို့တာကိုဓမ္မေနသမေနတရားနဲ့အညီစီပွားရှာတယ်အရေးကြီးဆုံးကတော့စီပွားတော့ရှာရမှာဖြစ်တယ်တိုးတော့မတရားတဲ့ဤနဲ့စီပွားမရှာရဘူးတရားအထက်ကနော် အဲ့တော့တရားနဲ့ဤနဲ့စီးပွားရှာတယ်ဆိုတာဘလို့ဟာလဲမတရားတဲ့ဤနဲ့စီးပွားရှာတယ်ဆိုတာဘလို့ဟာလဲခွဲခြားပြီးတော့သိဖို့လိုတယ်မတရားတဲ့ဤနဲ့စီးပွားရှာတယ်ဆိုတာသူများစီကမတရားတဲ့ဤနဲ့ပစ္စည်းဥစ္စာကိုရယူတာကောက်ကျစ်စင်တဲ့ဤတွေကိုသုံးချပြီးရယူတာ ထင်ထင်ရှားရှားပြောမယ်ဆိုရင် အတုလုတ်ပြီးတော့ရောင်းဝယ်တာတို့အစင်းနဲ့အတုရောရောင်းတာတို့ဝယ်တဲ့လူတွေကအကောင်းထင်ပြီးဝယ်သွားတယ်ကိုပေးလိုက်တာကမကောင်းတာဖြစ်တယ်လိမ့်လိလိပြန်ပြီးတော့စီးပွားရှာတယ်သူများစီကပစ္စည်းဥစ္စာကို မတရားတဲ့နည်းနဲ့တနည်းမဟုတ်တနည်း ဆိုလိုတာကခိုးယူမှလူယူမှဒီလိုမဟုတ်ခိုးတာလူတာကြတော့အကျံဖက်တာဖြစ်သွားတယ်အကျံမဖက်ဖက်နဲ့သူများပစ္စည်းတွေကိုမတရားယူနေတဲ့လူတွေကလောကမှာအများကြီးရှိတယ်เนาะအဲ့ဒီပုဂ္ဂိုလ်တွေကြတော့လူဆိုးလို့မတတ်မှတ်ကြသလိုဖြစ်တယ် တော့ကောက်ချက်ဆင်းလဲတဲ့ဤတွေနဲ့စီးပွားရှာမယ်ဆိုလို့ရှိရင်တော့ဒါမတရားတဲ့ဤနဲ့စီးပွားရှာတယ်လို့တိလအပြက်ခံပြီးတော့စီးပွားရှာတယ်ဒုစရဲ့လုပ်ငန်းနဲ့စီးပွားရှာတယ်တစ်ဖက်သားထိတ်ကိုက်နစ်နာအောင်လုပ်တဲ့ဤတွေနဲ့စီးပွားရှာတယ်စီးပွားရှာတာမျိုးမျိုးရှိတယ်ပေါ့နော်အဲ့လိုမမကန်စီးပွားရှာတဲ့အလုပ်မျိုးကိုလည်းရှောင်ကျင်ရမယ်။ ငါဘာတိလမပြည့်စည်ရဘူးလို့ဆိုလိုတယ်။မြတ်စွာဘုရားကဟောတာထေယေနကုဒ္ဒကမေနထေယဆိုတာခိုးတာဖွက်တာပြောင်းယူတာလဲခိုးတာပဲတိတ်တိတ်ပုံယူတာလဲခိုးတာပဲလိမ့်ယူလိုက်တာလဲခိုးတာပဲနော်အဲ့လိုတနည်းနည်းနဲ့သူများပစ္စည်းကိုကိုယ်မှာရအောင် ပုံမှန်မဟုတ်တဲ့စီးပွားရှာတိကမျိုးတွေနဲ့မရှာရဘူးလို့သူတို့ဆိုလို့တယ်။နောက်ဘုရားဘာသာဝင်တွေအတွက်ရသော်ပြားကပို့ပြီးတော့တန်တန်ရှင်းရှင်းဖြစ်ဖို့အတွက်ဘုရားဘာသာတွေအယောင်းဝဲမလောက်ရမယ်။အရာငါမျိုးဆိုပြီးတော့ဟောတယ်။အယောင်းဝဲလောက်တယ်ဆိုဝဏိစလို့ခေါ်တယ်။ဝါဒိစဆိုတာဂုံတဲ့အယောင်းဝဲလောက်တာဟုတ် အယောင်ဝယ်လုပ်ငန်းကိုဝနေစာလို့ခေါ်တယ်။ဘုန်းကြီးတို့ငယ်ငယ်တုန်းကဝနေစာဥပဒေစာရှိတယ်ခုတော့ရှိလားမရှိလားသိဘူးနော်။အဲ့ဒီဝနေစာဆိုတာကုန်းသွယ်ရေးနဲ့ပတ်သက်ပြီးတော့ဥပဒေလောက်တာရှိတယ်။အဲ့ဒီကုံရောင်းကုံဝယ်မလုပ်ရမယ့်အရာငါးမျိုးဆိုတာဘာလို့ဆိုလို့ရှိရင်လက်နဲ့အယောင်ဝယ်လောက်တာ ว่าจะนู้นส่วนเล่นเนสวะตีเดี๋ยวเดียวก็ดูขับปีไปยามมันที่จะตั้งเนยาวไม่ได้ดูเล่นเนยาวเว้เอ็งเลยลูกวัดปั้นเล่นเน่ยูสมบูรณ์เนาะเล่นเนลูดสุรินี่ยามาไปยันนี่ต้องเล่นเนตุเด็ดมาต้องเล่นเนตุมาบ้าพอมาแล้วก็มาเราเล่นเนขอราเลยแต่ข้ารู้ว่าที่ด่านเนี่ย လက်သမားတွေလက်သမားကရိယာတွေထည့်ပြီးတော့ခီးထွက်သွားကြတယ်အလုံးလုံးကိုခီးထွက်သွားလမ်းကြတော့ခိတ်ကစစ်တယ်ဒါပါလိမ့်လဲလို့ဆိုလက်နဲ့တိတ်လို့ပြောလက်နဲ့တိတ်ဆိုတော့ဟိုလူကသဘောပေါက်သွားတာတဏှတ်တိတ်လို့ခေါ်မိတာတဏှတ်တို့ဘုံတို့ဖွင့်ကြည့်လိုက်တဲ့အခါကျတော့စူရူဆောက်တို့ရေလွှာတို့ဖြစ်တယ် ဲ့တော့အဲ့ဒီလက်နက်ကရိယာမဟုတ်တာကဝက်ပွန်လို့ခေါ်တယ်သူတော်ဘာကိုသိစေနိုင်တဲ့လက်နက်မျိုးတွေကိုဆိုလို့ပမာစကားမှာရောနေတယ်လက်နက်ဆိုတာနော်လက်နက်ကရိယာတစားပလားအဲ့လက်နက်အယောင်းဝယ်မလုပ်ရဘူးခုကလေးပြောမယ်ဆိုရင်တဏ္ဍတို့ဘုံတို့ကြီးစံတို့အမြောက်တို့ဒုံပြန်တို့ဒါတွေနဲ့ပတ်သက်ပြီးအယောင်ဝယ်မလုပ်ရဘူးသူဆိုလို့ နောက်တစ်ခုကတော့ဘာလဲဆိုအစိတ်အကြောင်းဝင်လို့အစိတ်ဆိုရဲလူကိုတတ်ချင်လဲတတ်မယ်တိရိစ္ဆာန်တွေကိုလည်းတတ်ချင်တတ်မယ်ဒီအစိတ်ကတပြည့်နေရသုံးချတာမဟုတ်တတ်ဖို့ပဲသုံးချတာဆိုအဲ့ဒီအစိတ်ကိုလည်းအကြောင်းဝင်မလို့ပါဘူးဝိတ္တပွင့်စင်လို့ခေါ်တယ်အစိတ်နောက်တစ်ခုကတော့မစ္ဆမူရစေဝါ အယောင်ဝဲမလုပ်ရဘူးဘုရောဘာသာဖြစ်လာလို့ရှင်အဲ့ဒါတွေမလုပ်ရဘူးလို့ဆိုလို့ရင်းဆက်တယ်လုပ်သင့်ဘူးလုပ်ရင်ဘာဖြစ်လဲတစ်ဖက်သားမှနိနတ်သွားတယ်နိနတ်သွားရင်မေတ္တာပြည့်ရရောက်တယ်ပေါ့နော်မေတ္တာပို့လာလကားဖြစ်သွားမေတ္တာမပြည့်စေကိုယ်ချမ်းသာကြပါစေလို့မေတ္တာပို့ပြီးတော့ဆင်းရဲအောင်လုပ်ပေးနေတယ်လို့ဖြစ်တယ်ပေါ့ဒါကြောင့်မေတ္တာရဲ့စံကျင်ပဲဒါတွေမလုပ်ရဘူးလို့ဆို နောက်တစ်ခုကတော့ဘာလို့ဆိုမန္တဝနေဆာအတာပေါ်ဖို့အတွက်ဝက်တို့ချက်တို့သာသာတရဝါတွေမွေးပြီးတော့အသားရောင်းဝယ်တာမျိုးမလုပ်ရဘူးဒါလည်းပဲတရဝါတွေအသက်နဲ့ပတ်သက်နေတာဖြစ်တော့ကြောင့်ဟိုသာသာတရဝါတွေမွေးပြီးတော့တတ်တာဖြတ်တာဒီလိုရောင်းဝယ်တာမလုပ်အဲ့တော့ဒီနေရာမှာလူတွေကစောရကတက်ကြတယ် အသာရောင်းဝယ်မလုပ်ရဘူးလို့ပြောတယ်။ဘာဖြစ်လို့လူတွေကသူများအသာစားကြတယ်။ရှေးတုန်းကခေါ်တော့မြတ်စွာဘုရားပွင့်တဲ့အချိန်မှာဆိုရင်တတ်တဲ့လူနဲ့စားတဲ့လူဟာတွေးတဲ့အခါမှာကြည့်ရဆိုရင်စားတဲ့လူတွေရှိလို့တတ်တယ်လို့အပေါ်ရန်အဖြစ်ထင်ရတယ်ပေါ့နော်။စားတဲ့လူတွေရှိလို့တတ်တယ်လို့ထင်တယ်အဲ့ဒါကြောင့်မို့လို့ သရဝါတကောင်သိဆုံးသွားရပြီဆိုရင်တတူကတဝက်စားတဲ့သူကတဝက်50-50ပေါ့ငရဲကြမယ်ဆိုရင်တဝက်စီခံရှဲရတဝက်ရသွားမယ်သူသူကစားလို့အနည်း90ဆိုနှစ်အစိတ်စီခံရပေါ့ဒီလိုဆိုလို့ပေါ့50-50သောသော ရသဗျာရဲ့ဆုံးမတရားတော့အလွန်သိမ့်မွေ့တယ်။တတ်တဲ့အချိန်မှာဖြစ်တဲ့စိတ်ရယ်စားတဲ့အချိန်မှာဖြစ်တဲ့စိတ်ဒီနှစ်ခုတူးမတူဘူး။ကိုယ့်ကိုယ်စဉ်းစားကြည့်ပေါ့။ဒါတော့ကိုယ်ကိုယ်တိုင်သိနိုင်တော့။တတ်နေတဲ့လူရဲ့စိတ်။ဘာသာကိုဝယ်ပြီးတော့ဟင်းချက်ပြီးစားတဲ့လူရဲ့စိတ်တူပါလား။ မတူဘူးတရောတကောင်းကိုတတ်နေတယ်ဆိုတော့ဒေါသနဲ့တတ်တာတဲ့ဒေါသနဲ့တတ်တာနွားတွေဘာတွေပြန်ဆိုရင်ပြန်ပြီးတော့ရံပြူတာတွေဘာတွေခံရတယ်လေတချို့အဲ့တော့တရောတကောင်းကိုတတ်တယ်ဆိုတဲ့လူရဲ့စိတ်နဲ့အဲ့ဒီတရောရဲ့အသားကိုစားတယ်ဆိုတတ်နေတဲ့အချိန်ကနွားတတ်တယ်ဆိုတော့နွားဆိုတဲ့မှာနဲ့တတ်တာပဲ။ စားတဲ့လူကြတော့နွားဆိုတဲ့အနေနဲ့စားရလားတော့မဟုတ်အသားအနေနဲ့စားရလားအသားအနေနဲ့စားရပေါ့ဒါကြောင့်မို့လို့တချို့ကသတ္တာသတ္တာနဲ့ပြောတယ်နော်ဆတ်ဆိုတဲ့အကောင်ကတော်ထဲမှာရှိတော့လုံးကြီးတင်ပြုတ်သွားပြီးတော့စိတ်သားကသတ္တာဖြစ်သွားတာလည်းဖြစ်နေနော်တခါတရံကြတော့ ဂျိုးမပါတဲ့အကောင်ရဲ့အသားလည်းပဲဆက်သားဆိုပြီးဝင်လာတတ်တယ်စိတ်သားဆိုပြီးဝင်လာတတ်တယ်ဂျိုးမပါတဲ့အကောင်ဆိုအရတဲမှာအလွန်ပေါ်တယ်လေအဲ့ဒီကောင်အဲ့ဒီကောင်တွေကလည်းစိတ်သားအောင်ဆောင်းပြီးတော့ဝင်လာတာပဲလေခနေ့ခေတ်ဆိုပို့ပေါ်သေးတယ်အဲ့တော့တတ်တဲ့လူရဲ့စိတ်ဓာတ်နဲ့စားတဲ့လူရဲ့စိတ်ဓာတ်အလွန်ကွာခြားတယ်ကွာခြားသည့်အတွက်ကြောင့် နေကုန်းဆွဲတဲ့အခါမှာ50 50လို့ပြောလို့ရနိုင်ပါမလားမရနိုင်ပြောမယ်ဆိုရင်စားတဲ့လူကလောဘနဲ့စားတယ်တတ်တဲ့လူကဒေါသနဲ့တတ်တယ်လောဘဒေါသကွာဒါသဘောပြပြတာနော်ကဲစားတယ်ဆိုတဲ့အချိန်မှာသူ့စိတ်ထဲမှာ ီသရောဂါတွေကိုနောက်ထပ်ထပ်ပြီးတော့တတ်ကြပါစေငါတို့ဓမ္မရဲစားရမှာလို့စိတ်ထဲမှာဖြစ်သလားမဖြစ်ဘူးလားစဉ်းစားကြည့်ကိုယ့်ကိုစားတဲ့အခါမှာဖြစ်ဘူးလားဖြစ်ဘူးကဲတတ်တဲ့လူရောကိုစားဖို့တပေးတာလားသို့မဟုတ်ငွေကြေးတနာအတွက်တတ်တာလားဝိจิตနာအတွက်တတ်တာကိုစားဖို့တတ်ပေးတာမဟုတ်ဘူး အဲခုခေတ်တော့ဟိုတယ်တွေဘာတွေမှာဒီအကောင်ဆိုရင်သွားလက်ညှိုးထုတ်လို့တော့မရဘူးအဲ့ဒါတော့မလုပ်ဘူးနော်အထူးသဖြင့်ခဏန်းဆိုတဲ့အကောင့်တွေဟာအရှင်ထားတယ်အရှင်ထားတော့ဒီအကောင်ဆိုသွားလက်ညှိုးထုတ်ရင်ဟိုကောင်ကသိရှာမှာကိုယ့်အတွက်နော်အဲ့လိုမျိုးတော့မလုပ်ကောင်းဘူးကိုကိုယ်တိုင်းမတတ်ပေမဲ့လို့ကိုယ်တိုင်းတိုက်တွန်း ချီမွန်စိတ်ထူဆိုကိုယ်တိုင်တတ်တာတခုသူများကိုတတ်ခိုင်းတာလက်ညှိုးထိုးတာတတ်ခိုင်းတာပဲလေချီမွန်နေဒီလုပ်ကိုကောင်းတယ်လို့ချီမွန်နေစိတ်တူတယ်စိတ်တရားသဘောကျတယ်ပတ်သက်မှုတွေရှိတယ်အဲ့လိုဆိုရင်တော့ပတ်သက်မှာပဲအဲ့လိုမရှိဘူးဆိုရင်တော့မပတ်သက်ဘူးလို့ပဲပြောတာဟင်းအနေနဲ့စားရမပတ်သက်ဘူး ဒါကြောင့်လို့ပြောရမယ်ဆိုရင်တတ်တယ်ဆိုတာတောင်းပါပဲ intentional killing မှာတတ်တယ်လို့ဒီပဲရ intentional killing မဟုတ်ဖယ်နဲ့ကိုကြောင့်တည်သွားတဲ့တရားတွေကလောကမှာအများကြီးကာမောင်းသွားတယ်ကိုကကားသွားတာပဲလေမမြင်ရလို့ကားလမ်းပေါ်မှာတက်နေတယ်ဖားကပြုတ်တို့ပိုးကောင်မွားကောင်တွေမသိဘူးလား အဲ့ဒါတွေအတွက်ပန္နတိပတ္တကံထားရမယ်ဆိုရင်ဒုက္ခရောက်လိမ့်မယ်။ရသဗျာအဲ့ဒါမျိုးတွေ intentionally ကြီးလဲမဟုတ်ဘူးကိုယ်ကဒီလမ်းသွားတာမတော်တဆတက်နေသွားတယ်။ဒါမျိုးဖြစ်ဖြစ်တယ်လို့မဆိုဘူး။တိရတန်းနဲ့တော့တမင်မနှင်းတတ်နဲ့ပေါ့လေ။ကိုယ်ကကိုယ်လမ်းနေနဲ့သွားတာ။ကားနဲ့မသွားဒီတိုင်းခြေချင်းရှောက်သွားလဲသေးတာပဲလေ။ အခုခေတ်ဆို organic မှာကောင်းတယ်ဆိုပြီးဝယ်စားတဲ့ခေတ်ကို ရောက်လာတဲ့အခါမှာပိုးပေါက်ကလေးပါတာပိုးပေါက်လေးတွေမကောင်းပိုးကောင်လေးပါပါသွားရင်ပိုးစိတ်ချအဲ့ဒီပိုးကောင်လေးတွေကိုမမြင်လို့ရေနွေးဖြောက်လိုက်ရောတေးမသွားဘူးလားဒါပေမဲ့လို့ကိုကပိုးကောင်ကိုရေနွေးဖြောက်တာမဟုတ်ဘူးဟင်းသီးဟင်းရွက်ကိုရေနွေးဖြောက်တာဖြစ်တယ် additional killing တော့မဖြစ်ဘူးလို့ဆိုလို့ ဒါမျိုးကယ ahanan ပုဂ္ဂိုလ်တော်မလွန်နိုင်ဘူးစကုပါလဆိုတဲ့ယ ahanan ဤတပါးဟာလုံလဝိရိယအတန်ကောင်းတယ်မနေ့စောဤထားပြီးတော့ဈေးညံလျှောက်တယ်အဲ့ဒီညမိုးတွေကယောထားတယ်ဘလူကောင်းတွေပဝက်ပြန်နေရမိရောက်နေမှပြန်ပြီးတော့အတောင်ပိုင်းကျွတ်ပြီးတော့လမ်းမောမှာကြာကြတယ်မနေ့စောစောထားပြီးတော့လမ်းလျှောက်တော့ လမ်းပေါ်မှာရှိနေတဲ့အကောင်တွေအကောင်လုံးနင်းသွားတယ်လမ်းပေါ်ရှိတဲ့အကောင်တွေအကုန်သေးကုန်ဒီလမ်းပေါ်ဘသူ သွားတာတော့လို့ပြီးတော့ယဟန္တာကြီးသွားတာဖြစ်တယ်တာမဘုရုရှင်ပုဂ္ဂိုလ်တွေဟာယဟန္တာလည်းသူရတဲ့တတ်တကူလို့ဆိုပြီးတော့ပြစ်ပြောကြတယ်မြတ်စွာဘုရားမေးတယ် ယန္တာပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ကဒီပိုးကောင်တွေကိုတတ်နေတာမင်းတို့ပြင်းသလားလို့ဆိုမပြင်းပါဘူးအမင်းတို့မမြင်သလိုလဲသူကပိုးကောင်တွေရှိမှန်းသူမသိဘူးတဲ့မမြင်ဘူးတဲ့ဒါကြောင့်မို့ယန္တာပုဂ္ဂိုလ်ဆိုတာသူများကိုသိစေလိုတဲ့ intention ဆိုတဲ့စေရနာမပါဘူးတဲ့အဲ့ဒါမျိုးကိုပြည့်ရှိတယ်လို့ပြောလို့မရဘူးအဲ့ဒါမျိုးပြည့်ရှိတယ်လို့ပြောရင်ပဏာတိပတ္တကံကလွတ်တယ်လို့လောကကြီးမှာရှိမှာမဟုတ်တော့ဘူး ဒါယုတ်တိမရှိဘူးပေါ့သူတို့ဆိုလို့လောကကြီးမှာစဉ်းစားကြည့်လောက်သူတိုင်းသက်ဆိုင်တာတော့မဟုတ်ဘူးခုနမြတ်စွာဘုရားကလည်းနဲ့ရောင်းဝယ်မလို့ဘူးဆိုတာအဓိပ္ပာယ်ရှိတယ်လူသားတွေရဲ့ဥပဒေကိုချိန်လိုက်လည်းနဲ့ရောင်းတဲ့ကုမ္ပဏီရှိတယ်အဲ့ဒီကုမ္ပဏီကလည်းနဲ့ကိုဝယ်တယ်ဝယ်ပြီးတော့လူသားမှုကျွလွန် ဝယ်တဲ့အချိန်မှာသူအပြစ်မရှိသေးဘူးเนาะရှောင်းတဲ့လူလည်းဘယ်သူမှအပြစ်မယူဝယ်တဲ့လူကိုလည်းဘယ်သူမှအပြစ်မယူသို့တော့အဲ့ဒီတဏှတ်နဲ့အဲ့ဒီလက်နဲ့နဲ့လူသားမှုကျွလွန်လိုက်ပြီးဆိုရင်ရောသူ့ဖမ်းမခံရအောင်အဲ့ကြပြစ်ရှိသွားအဲ့တော့သူတယောက်တည်းအပြစ်ရှိတာလားရှောင်းတဲ့လူရောအပြစ်မရှိဘူးလားလက်နဲ့ထုတ်လုပ်တဲ့လူရောအပြစ်မရှိဘူးလားမင်းစားဖြစ်လား အဲ့ဒါကြတော့သူမှမပြောဘူးလက်နဲ့ကုမ္ပဏီတွေပြည့်စုံတယ်လို့ဘယ်သူမှတရားမစွဲဘူးလက်နဲ့ရောင်းတဲ့လူလည်းဘယ်သူမှတရားမစွဲဘူးလူတတ်တဲ့လူပဲတရားဆွဲခံရတာမဟုတ်လားအဲ့တော့တတ်သူနဲ့ဟိုတခြားစီသို့သောမြတ်စွာဘုရားကြတော့အဲ့ဒီလက်နဲ့ရောင်းဝယ်ပါမလုပ်ပါနဲ့လို့ပြောတာနော်မလုပ်ပါနဲ့ဆိုတာအပြည့်ရှိလို့ပြောတာမဟုတ်ဘူးမလုံနဲ့လို့ပဲပြောတယ်ပြည့်ရှိတယ်မရှိဘူးဆိုတာ ဆိုတော့လက်နဲ့တိုင်လူသတ်မှာမဟုတ်ဘူးဒီလိုဟာမျိုးလူသတ်ဖို့ဆိုရင်ရွေးချယ်နဲ့မဟုတ်ဘဲနဲ့တခြားရွေးချယ်နဲ့ယူထားတာလည်းရှိတယ်ပေါ့ဘုန်းကြီးတို့အမေရိကသွားတော့ကဆိုဆွမ်းလာလာပင်တဲ့ကတယောက်ကသူကားပေါ်တက်လိုက်တဲ့အခါမှာတကားဖွင့်ပြီးတကားလည်းပိတ်လိုက်ရော၆ခနဲ့ဆို၆လုံးမျိုးကြီးကဘုန်းကြီးခြေတော်နာကြား ဟာတဏ္ဍကြီးပါလားလို့ဆိုရှက်ရှက်နဲ့ तू ကဒီနိုင်ငံဒါမရှိလို့မဖြစ်ဘူးပြာဒါမရှိလို့မဖြစ်ဘူးလေကို့အတွက်ကာဝယ်ဖို့ရအတွက်ယူထားတယ်ဒီလိုဟာမျိုးတွေလည်းရှိသေးတယ်လေဘာနာဒီဘက်ကရှောင်းတော့မြတ်စွာဘုရားကြတော့အဲ့လိုမို့နိဟိတတန်တော်နိဟိတတတ်တော်သူများကိုတတ်ဖို့ညှင်းဆဲဖို့ဆိုတာတောင်လုံးဝမထားဘူးကိုနားမှာ စင်ကြယ်အောင်နေခြင်းအဲ့ဒါဒီပါမထားနိုင်လို့ဆိုလို့တယ်သို့တော့မကျူးလွန်သေးသမျှလက်နဲ့အရာမရောက်သေးဘူးသူကပြည့်ရှိတယ်လို့ပြောလို့မရသေးဘူးတနတ်တော်ကင်ထားတယ်လူတယောက်ကိုမတတ်မချင်းဒီလူဟာဖန်ခံရပါမလားဖန်ခံလို့လိုင်စင်နဲ့ကင်တဲ့လူတွေအများကြီးပြောတယ်တနတ်လက်နဲ့ကင်ထားတဲ့လူတိုင်းပြည့်ရှိတယ်လို့လောကဥပဒေအရပြောပြတာပါလောကဥပဒေအရ လောကဥရိနဲ့ဓမ္မဥရိကတခါတလေကျတော့မတူတတ်ဘူးပေါ့နော်အေးနောက်တစ်ခုကဘာရောလို့ဆိုလို့ရှိရင်ဒီနေ့ခေတ်စားနေတယ်လူကုန်ကူးတယ်ဆိုတဲ့ဟာကျောင်းဖြစ်စေခိုင်းဖို့လူကုန်ကူးတယ်ဆိုတာခေတ်ခေတ်မှာရှိနေတယ်အဲ့ဒါကိုတတ္တဝနိစ္စလို့ခေါ်တယ်အဲ့ဒါလည်းမလို့မလို့သိမှုလို့ပြောဆို မလုံသင့်ဘူးလို့မြတ်စွာဘုရားဟောထားတယ်မလုံရဘူးလို့ဟောထားတယ်အဲ့တော့ဓာရီရှောင်းလိုက်ရင်ကိုယ်စိတ်တန်ဆင်းတန်ဆင်းသွားတယ်ဆိုတော့ကိုယ်စိတ်ရောင်းနေအဲ့ဒီစိတ်တောက်ပြီးလူတယောက်တည်သွားတယ်ဆိုကိုယ်ကစိတ်မကောင်းဖြစ်မယ်လဲဆိုဒုက္ခရောက်ငွေစီဝါရောင်းနေငွေစီဝါကြောင့်လူတယောက်ပျက်စီးသွားတယ် တိလာလို့စိတ်ကောင်းနှလုံးကောင်းဝင်လာရင်ဗဒီလေးမှာကိုယ်ကိုခွင့်လွှတ်နိုင်မှာမဟုတ်ဘူးလေပတ္တမှုရိရှိလာကိုယ်တန်းဆောင်လို့သူများသိသွားတယ်လို့ဒီလိုဟာရှိမှမရှိတာတတ်တဲ့လူကလည်းပြဿနာရခြင်းလို့တတ်တာလေငွေကြေးဌာနပေါ်မှာသာရွှဲပြီးတော့စားတဲ့လူတွေစားကြပါစေဆိုပြီးတတ်ပေးတာဟုတ်လိုက်ဖာတဲ့တတ်တာတော့ မွေကြီးအတွက်တတ်တာရဟန်းတွေကြတော့မြတ်စွာဘုရားကိုယ့်အတွက်တတ်တယ်လို့တန်တရားရှင်မစားနဲ့ကိုယ့်အတွက်တတ်တယ်ဆိုတာမင်းမြင်လည်းမစားနဲ့ကိုယ့်အတွက်တတ်တယ်လို့သတင်းကြရင်လည်းမစားနဲ့လို့ပြောရှောင်းမယ်အဲ့ဒါမစားတယ်ကိုယ်တည်းမဟုတ်ပဲနဲ့သူကသူကိုမသိခင်ကတည်နှင့်ပြေးနေပြီအစာအာဟာရတစ်ခုအနေနဲ့ဆိုရင်တော့ခွဲ့ပြုတ်တယ်အဲ့ဒါ သို့သော်ဒါကိုနားလည်ဖို့ဆိုတော့တော်တော်ခက်တယ်ဟုတ်ဒါလည်းကုသိုလ်ရတယ်နော်ဌာနထဲမှာပါတယ်ကိုယ်ကလုံးလုံးတဲ့လူတွေကိုလည်းပြီးပါချွေးပါကိုရချိုးနဲ့တယ်နံပါတ်5ကြတော့ပါတော့ဆိုကုသိုလ်ကောင်းမှုလုပ်ပါတခုခုအဲ့ဒါတွေနဲ့မပတ်သက်နဲ့အမေဆိုတာဂျေဆုရှိလို့ကြွေးတာသားသမီးဆိုတာဝတ္တရားရှိလို့ကြွေးတာ အလौသမားဆိုတာအလौရှင်တို့သမားဆက်ဆက်နေလို့ကြွေးတာအဲ့ဒါလို့ကိုလည်းမဟုတ်မိဘလည်းမဟုတ်ကိုသားသမီးလည်းမဟုတ်ကိုအိမ်လौသမားလည်းမဟုတ်ဘူးအလူကံပုဂ္ဂိုလ်ကိုကျင့်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လှူပါဒါတသက်ငါကုအလုံးပါ့နော်ငါကုအဲ့ဒီအတွက်အသုံးပြုပါတဲ့ကိုရှာတာရပြည့်စုံလို့အသုံးပြု မသုံးရင်ဒီပစ္စည်းကဘာဖြစ်မလဲရှေးမိမင်းခိုးသူမချစ်မနစ်တဲ့တော့မွေကန်သားသမီးတဲ့ရက်သမီးငါးပါးလို့ခေါ်ကြတယ်အဲ့ဒီမှာလူတွေကရှေးမိမင်းခိုးသူမချစ်မနစ်တဲ့တော့သူဆိုပြီးတော့စကားမပြည့်စုံအဲ့တော့ရေမိမင်းခိုးသူတယ်မမုန်းသူထဲ့ထားတယ်အဲ့ဒါမမှန်ဘူးเนาะရှေး မီမဲခိုးသူရေဖြက်ရင်လည်းဒီပစ္စည်းကပြတ်သွားတယ်မိုးဖြက်လို့ရှင်လည်းရေမီမီးဖြက်လို့ရှင်လည်းပြတ်သွားတယ်မင်းဆိုရစာသိရင်လည်းပါသွားတယ်တခိုးခိုးလို့ရှင်လည်းပါသွားတယ်နောက်ဆုံးရှင်သူမျိုးငါးပါးတွေမှာနောက်ဆုံးရန်သူဆိုတာဘုသူပြောတာတော့ဆိုသားဆုံးသမီးဆုံးပြောတာ အမွေခံသားဆိုသမီးဆိုဖြစ်လို့ရှင်နဲ့ကုန်တယ်တဲ့ပစ္စည်းဒါကြောင့်မလို့အမှန်ကပြောလို့ရှင်ရေမိမင်းခိုးသူ မချစ်မနှစ်သက်တော့အမွေခံဆိုလို့ပဲပြောအဲ့လိုပြောအောင်နော်မချစ်မနှစ်သက်တော့သူဆိုလူတွေစဉ်းစားလိုက်မယ်ငါမချစ်မချစ်နဲ့တာသူတို့ချင်းနေမုန်းတယ်ချက်ပိုးတွေမုန်းတယ်ဆိုရင်ချင်းနေကြိုးတွေတော့ဟိုလိုဖြစ်တယ်ဒါကြောင့် ဲ့တော့ရန်သူမျိုး၅ပါးဆိုတာပစ္စည်းကိုဖြုံးတဲ့လူ၅မျိုးလို့ဆိုလိုတယ်ပစ္စည်းရဲ့အဖြစ်၅မျိုးလို့ဆိုလိုတယ်ကိုရှာထားတဲ့ပစ္စည်းဟာတနည်းနည်းနဲ့ပြတ်သွားတတ်တယ်ဆုံးပါတတ်တယ်လို့ဆိုလိုတယ်တနည်းနည်းနဲ့အဲ့ဒါတွေကိုဖြေရှာမယ်လို့ပြောကိုပစ္စည်းကိုခုနနီးနဲ့နီးလန်း၅သွဲနဲ့၃ချဒါဒါနပဲကုသကောင်းမှုလုပ်တာ နီလန်း၅ဘက်နဲ့အသုံးမချလို့ရှိရင်ဘာဖြစ်မလဲရေမီမင်းခိုးသူမချစ်မနစ်သက်တော့မွေးကသားဆိုသမီးဆိုကြောင့်ဒီပစီကခုံမှာပဲအဲ့တော့ဒီပစီကိုစနစ်တကျတုံးသွားမတုံးမနဲ့နေလို့ရှိရင်ဒီပစီကအလားသတ်ဖြစ်တယ်ဆံသူယုံ၅ဘက်စီမှာအဆုံးသတ်မှာပဲဥပမာပါနဲ့တူတော့ဆိုလို့ရှိရင် ဘလူးဆောင်တဲ့ရေကန်တဲ့ရေဘလောက်ကြီးကြီးဘလောက်အေးအေးဘလူးမှမခတ်ရဲဘူးရေကန်နဲ့ဆင်းရင်ဘလူးစားမှကြောက်တော့ဘလူးမှမခတ်ရဲဘူးနေဘူးလေဘူးတွေနဲ့အလိုးလျောက်အဲ့ဒီရေကန်ကြီးကခမ်းသွားခမ်းတော့ခမ်းမှာပဲလေသူလေဘသူကမှအချိုးမပြုတ်ပဲနဲ့ရေတွေဟာကုန်ခန်းသွားတယ်အဲ့ဒါလိုပဲတဲ့ကိုရှာထားတဲ့ပစ္စည်းဟာ စနစ်တကျမတုံးဘူးဆိုလို့ရှိရင်ရှေကန်ကြီးတဲကရေတွေခမ်းသွားတယ်လို့ဘယ်သူမှအကျိုးမဖြစ်တော့ဘူးတဲ့ကိုရှာထားတဲ့ပစ္စည်းဟာတူတူတော့အကျိုးဖြစ်စေရမယ်ဘယ်သူတွေအတွက်အကျိုးဖြစ်ရမလဲကိုအတွက်အကျိုးဖြစ်ရမယ်မိဘအတွက်အကျိုးဖြစ်စေရမယ်သားသမီးအတွက်အကျိုးဖြစ်စေရမယ်အိမ်မှာလှုပ်လှုပ်တဲ့လူတွေအတွက်အကျိုးဖြစ်ရမယ်နောက်ဆုံးမှာဌာနကောင်းမှုပြုရမယ်ဟောဒီအတွက်အကျိုးရှိတယ် အဲ့ဒါကောင်းသောကုံညင်းပဲကောင်းသောကုံညင်းပဲကုသိုလ်ကောင်းမှုရရပြုဆိုတာကိုရှာထားတဲ့ပစ္စည်းကိုအဲ့ဒီတိုင်သုံးလို့ရှိရင်ကောင်းသောကုံညင်းပဲလို့မြတ်စွာဘုရားဒီလိုဟောလို့ရင်ဖြစ်တယ်အဲ့ဒါကိုဥပမာလေးနဲ့မြတ်စွာဘုရားဟောထားတာလေးကိုကြည့်အမနုဿဌာနေဥဒကံဝတိတံတဒ္ဒပေယမနံပရိသောတာမေတိ ဧဝံတဏံကာပုရိတောလဘိတောနေဝတနာဘုံစတိနောဒရာတိဘလူးအုပ်ဆိုးတဲ့အေးမြတဲ့ရေကန်တဲ့ရေဟာတဲ့ဘာမှအသုံးမဝင်မဲနဲ့ချော့သွားတတ်တယ်အဲ့ဒါလို့ပဲတဲ့ပစ္စည်းဥစ္စာတွေရှာပြီးကိုယ်လည်းမသုံးသူများလည်းမပေးဆိုတဲ့နှမျောတွန့်တိုတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းဥစ္စာတွေကလည်း ဘလူးဆောင်တဲ့ရေကန်ကြီးတဲ့ရေးတယ်လို့ရဟတ်သက်ဘသူမှအကျိုးမပြုဘဲနဲ့ဂုံသုံးသွားလိမ့်မယ်။ဟောတမ်းပြဆောပြဟောတာ။အဲ့တော့လောကမှာပါတော့ဒီရောစာဝိညူအဋ္ဌကံမှာပေါ်ခင်းစေတညာရှိတဲ့ပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာကိုရလာပြီဆိုလို့ရှိရင်တဲ့သောပုံစတိကိစ္စကရောစာဟောဒီလောက်ဆရာရှိတာငွေကြေးအသုံးချလုပ်တယ်စားတယ်တောက်တယ် ကိုအတွက်အသုံးချတယ်လို့ပါကိုအတွက်အသုံးချတော့ညာတိတန်ကနိသဘောပြိတ္တဝါကိုနဲ့ပတ်ဝန်းကျင်ကိုဆွေမျိုးသားချင်းတွေပြီးပါတယ်မိတ်ဆွေတွေအလုံးကိုကုညီနဲ့ထောက်ပံ့တယ်အနိဋ္ဌောသက္ခမုပေတိဌာနအဲ့ဒီပုဂ္ဂိုလ်ဟာပစ္စည်းကိုစနစ်တကျသုံးသွားလို့ဒီဘဝမှာလည်းဘသူမှအကဲ့ရဲ့မခံရတဲ့အပြင်ချီးမွမ်းခံရပြီးတည်တဲ့အခါမှာကောင်းအသူဒီဘုံရောက်သွားတယ် အကယ်၍အဲ့လိုမဟုတ်လို့ရှင်ပစ္စည်းဆွဲပြီးတော့ပိတ်တာဖြစ်တတ်တယ်။သေသွားရင်အိမ်မှာလာပြီး6666လုံးနေတော့သေချာပြီအဲ့ဒါ။နော်။နှမျောရင်ဆွဲပြီးတော့အဲ့လိုဖြစ်တတ်တယ်။ဒါကြောင့်မလို့ပစ္စည်းဥစ္စာတရားသဖြင့်ရှားပါရှားပြီးရင်စနေတကျကုသိုလ်ကောင်းမှု ပြုပါ။ဒါမြတ်စွာဘုရားရဲ့အဆုံးအမပဲဖြစ်တယ်။ အဲ့တိုင်နေထိုင်ခြင်းဖြင့်ကိုယ်ဘဝခြေနှက်ဆရာကောင်းတယ်ပစ္စည်းရှာရလဲပြောဆရာကောင်းပဲအကျိုးရှိတယ်ဆိုတာလေးကိုမတတ်နိုင်ယူချပြီးမြတ်ဗုဒ္ဓရဲ့ဆုံးမဖြစ်တဲ့ကုသိုလ်ကောင်းမှုရရပြုလို့ကိုယ်ဘဝမှာရရှိတဲ့အခိုက်လေးပါကုသိုလ်ကောင်းမှုကိုကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း